စ္စရေးနဲ့ပါလက်စတိုင်းစစ်ပွဲပြီးသွားရင်ဂါဇာဒေသကိုပြန်လည်ထူထောင်ရေးတွေလုပ်ဖို့မြို့တော်ဝင်အဖြစ်ဗြိတိန်ဝန်ကြီးချုပ်ဟောင်းစာတိုနီဘလဲကိုဦးဆောင်စေချင်တယ်လို့မော့ဆက်အကြီးအကဲဟောင်းကဖွင့်ဟထားပါတယ်။ ကမ္ဘာကျော်အစ္စရေးထောက်လှမ်းရေးအဖွဲ့မော့ဆက်ရဲ့အကြီးအကဲဟောင်းကယော့စီကိုဟန်ကဂါဇာကမ်းမြောင်ဒေသပြန်လည်ထူထောင်တည်ဆောက်ရေးအတွက်ဗြိတိန်ဝန်ကြီးချုပ်ဟောင်းကိုဂါဇာမြို့တော်ဝင်အဖြစ်ဦးဆောင်သွားစေလိုတာပါ မော့ဆက်အဖွဲ့ခေါ်ယူစေခိုင်းတဲ့စပိုင်တွေထဲကအသက်ငယ်ဆုံးဖြစ်တဲ့ကိုဟန်ဟာလက်ရှိအစ္စရေးဝန်ကြီးချုပ်နတာယာဟုနေရာကိုဆက်ခံမဲ့သူလို့တစ်ပြေးနေသလို၎င်းကိုယ်တိုင်ကလည်းဆက်ခံလိုတယ်လို့ဖွင့်ပြထားပါဗျ။ အစ္စရေးအမျိုးသားလုံခြုံရေးအတိုင်ပင်ခံလဲဖြစ်တဲ့ကိုဟန်ကဗြိတိန်ဟာပါလက်စတိုင်းနိုင်ငံအဖြစ်ထောက်ခံခဲ့မှုကိုလုံးဝလက်မခံနိုင်ပေမဲ့စစ်ပြီးရင်ဂါဆာကိုပြန်လည်ထူထောင်ဖို့တော့နေရာယူခိုင်းစေချင်တာပါဂါဆာကိုပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီးဝိဝါဒကွဲပြားမှုတွေရှိနေပြီးတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းဂါဆာကိုကမ္ဘာကျော်အပန်းဖြေမျိုးဖြစ်ဖို့စဉ်းစားထားပါတယ်